ဒီတခါတော့ကားကိုကိုယ်တိုင်မောင်းမကြည့်တော့ဘူးဗျာကားပါကင်ထဲကနေထွက်တာကို remote လေးနဲ့ပဲဆမ်းပြီးတော့ထွက်ကြည့်လိုက်တော့မယ် BMW 7 series ရဲ့ charging port ကိုကြည့်မယ်ဆိုလို့ရှိရင် GVD ကောင်းတဲ့ဖြစ်ပြီးတော့ဟာစီပေါက်နေ full size SUV လည်းဖြစ်ရမယ် lower manly လည်းဖြစ်ရမယ်ကား size ကလည်းကြီးရမယ် lower တကယ်ကိုရှေ့ပြင်းကျင်ပါလေဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင် BJ60 လည်းရှိတယ်ဒီဘက်မှာဆို Jetor T2 လည်းရှိတယ်ဒီကောင်ရဲ့ engine step stop လေးကျွန်တော်ဆန်းကြည့်လိုက်လုံးဝ ညိမ့်ညာပဲနောက်ထပ်ဒီကားမှာ luxury ဖြစ်တဲ့ function တစ်ခုပါတယ်အဲ့ဒါဘာလဲဆိုတော့ရေမွေးဖြန်းပေးတဲ့ function လေးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအလဲမှာ clock လေးပါတယ်အဲ့ clock ကိုနှိမ့်လိုက်လို့ရှိရင်ကားရဲ့ကအနံ့လေးတစ်ခုထွက်လာပါတော့ရေကိုထည့်ထားတဲ့ရေမွေးနံထွက်လာအဲ့ရေမွေးကိုဘယ်နားမှာထည့်ထားဆိုတော့ဒီ dashboard ထဲမှာဒါလေးရှိတယ် ืมဒီလိုလေးထွက်အားလုံးမင်္ဂလာပါကျွန်တော်ခုဒီနေ့ရောက်နေနေရာကတော့မိကြောင်းကအပိုင်းတော့ခင်မာတီနှစ်လဲရန်ကင်းမြို့နယ်မှာရှိရယ်ဘော်ဘီစကားဆေးတဲ့ service center ကိုလာလာပဲဖြစ်ပါတယ်ဘာလာလောက်တာလဲလို့မေးရင်ကျွန်တော်တို့ကိုဘော်ဘီနဲ့အလုံးလုံးလာခဲ့တာဒီနေ့နဲ့ဆိုရင်နှစ်နှစ်ကျော်ကာလကိုရှိပြီအဲ့ကာလမှာဆိုရင်ကိုဘော်ဘီကဒီမှာကားတွေအများကြီးသူ့ showroom မှာဖြည့်ထားတယ်လေမင်းကစီမလာတာကြာပြီလေလာခင်ဦးဆိုလို့ကျွန်တော်လာတာပဲဖြစ်ပါတယ် လာရဲ့ဒီမှာညီမလေးတယောက်ရှိရဲ့သူလည်းကျွန်တော်မိတ်ဆက်ပြီးပါတယ်ညီမလေးမင်္ဂလာပါဖြစ်မင်္ဂလာပါကောโอเคဒါကတော့မပြည့်ပြည့်လို့ခေါ်ပါတယ်ဘော်ဘီကားစိတ်ဆန်စားပြစင်တာမှာသူက digital marketing အပိုင်းတွေတာဝန်ယူရတယ်လို့ကျွန်တော်သိရတယ်ညီမလေးအဲဆို showroom ထဲမှာခုဘာကားတွေရှိရဲဆိုတာကိုမိတ်ဆက်ပြီးပါအာ brand new ထဲမှာဆိုလို့ရှိရင်တော့ Kia Sportage Kia Sorento Kia Seltos online ထဲမှာဆိုလို့ရှိရင်တော့ online custom online creator online essence BIC တွေကလိုချင်တယ်ဆိုလို့ရှိရင်တော့ BJ 87 BJ 60ကျွန်တော်တွေကဆိုလို့ရှိရင်တော့တီတူရပါအောင်မယ်โอเคအဲ့ဒါကတော့ဒါ brand new စီကားတွေပဲဖြစ်ပြီးတော့ EV လည်းကျွန်တော်တွေ့လာ EV ရောဘာတွေရှိလဲ EV တွေအားဆိုလို့ရှိရင်တော့ Visa 3A Visa 4A Nissan Ariya ထောက်ပန်း Skyline တွေရှိအောင်မယ်ကွာ EV လည်းအစောပဲအဲ့တော့ Bobby Car Service Service Center မှာဆိုလို့ရှိရင်ခြံတစ်ခြံသလုံးအပြစ်ကားတွေရှိရလို့သိတာအဲ့ညီမလေးဘန်ကားတွေရှိရဆိုတော့မိတ်ဆက်ပြပါဦး Toyota တရားဆိုလို့ရှိရင် Toyota Corolla Cross, Toyota Rush, Toyota Vanguard, Toyota Innova, Toyota Mach-E လေးရှိပါမယ်။ချက်ပလက်တရားဆိုလို့ရှိရင် Captiva, Chevrolet Truck, Chevrolet Malibu, ပြကြတဲ့ရဆိုလို့ရှင်ပြကြ500 Mitsubishi တဲ့ရဆိုလို့ရှင်တော့ Mitsubishi H1 နော် Mitsubishi Eclipse Cross လေးရှိပါမယ်အခုနောက်ဆုံးရောက်တဲ့ကားလေးကတော့ညီမတို့ရှိမှာ BMW 7 Series 730 Line 2019 model ဒီပဲဖြစ်ပါတယ် Okay သူအခုပြောသွားတဲ့ကားတွေအကုန်လုံးကို Bobby's Car Sales and Service Center မှာဆိုလို့ရှင်ဝယ်မလားရောင်းမလားအလဲထပ်လုပ်မလားအားလုံးကိုတနေရာထဲမှာလုပ်လို့ရပါတယ် အရေးကြတယ်လက်ငင်းနဲ့ဝယ်တာကိုလည်းဈေးနှုန်းလုံးဝမခွာပါဘူးကြိုက်တယ်လို့ဝယ်လို့ရပါတယ်ဒီမှာအထူးကြရလေးတစ်ခုရှိတယ်ဘာကြောင့်လဲဆိုတော့ဒီမှာအခုကားဝယ်တယ်ကြိုက်တယ်ဈေးတက်သွားပြီဆိုလို့ရှိရင်အဲ့ကားက fire machine တင်နေတဲ့အချိန်မှာဆိုကားကိုချန်ချန်ထဲမှာတီးတန်သွားထားပေးတာတယ် တော့ရောင်းမိသားကားဆိုအပြဲမှမထားတော့ဘာကြောင့်လဲဆိုတော့အဝဲလေးပိုင်းလာလို့ရှင်ဟာဒီကတကားတွေဖွင့်ကြည့်တော့ထိမိခိုင်းမိဆိုရင်စကားတွေပြောနေရမှာဆိုလို့အဲ့ကားတွေဆိုရင်လည်းကိုဘချံမှာတီးတန့်ကိုထားရတာဖြစ်ပါအဲ့တော့ကျွန်တော်တို့ကဘယ်ကားတွေရှိနေတယ်ကြီးပဲမပြောတော့ဘဲနဲ့ဒီမှာထူးထူးခြားခြားကျွန်တော်သိဒါလေးက long body လေးတဲ့ဟုတ်တယ်မလားဟုတ်တယ်ကော long body โอเคအဲ့တော့ဒီကားအကြောင်းကိုကျွန်တော်မပြောတော့ဘူးညီမလေးပြင်းပြကိုတောင်းပေးလိုက်မယ်ကဲညီမလေးမိတ်ဆက်ပေးပါအောင်ဆက်ပြီးတော့ 730 airline long bore တွေက engine power အနေနဲ့ဆိုလို့ရှိရင်2.0 twin tower ဖြစ်ပြီးတော့ horsepower အနေနဲ့258 horsepower ထို့အနေနဲ့ဆိုလို့ရှိရင်တော့ 400Nm တွေထွက်ပါတယ် transmission အနေနဲ့ဆိုလို့ရှိရင်တော့ speed automatic transmission ထွက်တဲ့ကားလေးတစ်စီးလည်းဖြစ်တယ်စိတ်ဝင်စားဖို့အကောင်းဆုံးချက်က0 to 100 km ကို6စက္ကန့်နဲ့လည်းရောက်နိုင်တယ် luxury ကားလေးတစ်စီးလည်းဖြစ်ပါတယ် BMW ရဲ့ထုံးစံတိုင်း Kidney Grey BMW Laser Line Every Dalu ခေါ်တဲ့လေဝင်လေထွက်ပေါက်ဒီဇိုင်းနဲ့ Tiny HS အပိုင်းကိုလည်းသူကသုံးထားတယ် နမေမအယ်ပါတဲ့တိုင်လောင်မီဘေ့စ်ကဘလောက်ထိရေးပါလဲဆိုတော့ရှင်ရောနောက်ပါလိုက်ပါစင်းနေတဲ့သူတွေအတွက်စင်ကမှုအကောင်းဆုံးကားလေးလည်းဖြစ်ပါတယ်။ကဲဒီညီမလေးပြောရတယ်အကုန်လုံးမှတ်မိကြရလား။သူရဲ့အကောင့်နေပါလေလာမတောင်းပါနဲ့ကျွန်တော်လည်းမသိပါဘူး။တော့ comment မှာလာတောင်းမဲ့လူတွေကျွန်တော်ကြိုပြီးတော့သိနေတယ်။အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်။သူသာမရှိလို့ရှိရင် तू ပြောစမ်းရအရာဒီအကုန်လုံးကိုကျွန်တော်ပြောရမှာစာရင်းကြက်ရမှာဆိုအခုတော့စာကြက်စရာမလိုတော့ဘူး။အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ညီမလေးနော်။ Okay အဲ့တော့ तू ကအပြင်ပိုင်းနေ specification အကြောင်းနေကျွန်တော်တို့ပြောပြီးွားပြီ။ပြောပြီးွားပြီဆိုတော့ကျွန်တော်အတွင်းကရောက်လေးစပြောအောင်။ ကဲ PNW 7 series သူ့ရဲ့တကားပိတ်တာလေးကိုအရင်ရှိုးလိုက်ဒီမှာအာသူက soft close fashion ပေါ့ဗျာအင်္ဂလိပ်လိုပြောမြန်မာလိုပြောမယ်ဆိုတော့တကားဆွဲကတ်ဒီပါနော်အဲ့တော့ကြောင့် online ဖုန်းကန်းဆိုပြီးပိတ်စရာမလိုတကားလို့တသားလေးထိလိုက်ပြီးဆိုရတဲ့ချွီးဆိုပြီးဝင်သွားမယ့်အခြေအနေမျိုးလေးရှိတယ်ဒီကားက BMW မှာ series ကြီးရှိတယ်3 series 5 series 7 series ရှိရတယ်မှာဒီကောင်က7 series ကိုမှာဒီကောင် long body ဖြစ်တာဖြစ်တယ်အခုမှမြင်နေတိုင်းပဲကျွန်တော်ဒီလိုမျိုးလေးအောက်ကိုခက်ရှောရှောလေးထိုင်နေရတော့မှရှေ့မှာအလွတ်ကြီး အကျယ်ကြီးပြားသေးလားဒီကလုံးဝ၃နာရီလဲသားတွေရေးလဲလဲမိုက်တယ်ပြီးလို့ရှိရင် round air con ကိုဒီအလဲမာကြီးလဲပါတယ်ဒီဘေးတွေမှာလဲပါတယ်ဘေးနားမှာ ambient light တွေအော်ကြိုက်တလို့ရွတ်သူက luxury လဲဖြစ်မယ် function တွေလဲအရန်စုံနေအပြင်လုံးဝကျုံးွက်တွေပါကြိုက်ပါတယ်ဆိုရင်လူတွေ dress တွေဒီမှာကျုံးွက်တွေလဲပါသေးတယ်လုံးဝအကြိုက်ပဲဒီကားကပုံမှန်စီရင်နေလို့မဟုတ်ဘဲနဲ့ဒီအနောက်ထိုင်ကောင်ကလည်းရှေ့တုန်းနောက်ဆုံးကစားလို့ရတယ်အဲ့ဒါကဘာထူးခြားသွားမလဲဆိုတော့ကျွန်တော်တို့တော့တကယ်ခီးဝေးသွားတဲ့အခါဒီဘာဒီမှာဆိုလုံးဝစိန်နဲ့ထိုင်စီလို့ရတယ်အခုဒီမှာ ထိုင်ကုန်လေးရွေ့ပါတယ်ဒါအဆုံးပဲအဆုံးပဲဆိုတော့တော်တော်ကိုစိန်ကြကြထိုင်လို့ရတယ်ကျွန်တော်ဒူးကောင်းနဲ့ဒီအောက်ကကူရှင်နဲ့ကလုံးဝကွက်တီပဲအဲ့တော့မပင်မန်းတော့ဘူးဗျာခီးသွားတယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ဒီအနောက်မှာဆိုလို့ရှိရင်ရင်းလေးတွေပါတယ်ဒီပေါ်မှာဆိုလို့ရှိရင်ဒီမှာဆန်ရူကိုအဖွင့်ပိတ်မော်တာတွေနဲ့ပါမယ်ပြီးရင်ဒီမှာမှန်ကြည့်ကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီမှာမိတ်ကပ်လိုက်လေးကိုမှန်ရောပါသေးတယ်အဲ့ဒီအပြင်နောက်ထပ်ကြိုက်တာတစ်ခုရှိသေးတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့အိမ်မက်ပဲမာဆုနဲ့လုံးဝ တွေးတာပြီးသားအဲ့ဒါဘာလဲဆိုတော့ဒါလေးကိုဖွင့်လိုက်ဒီလေးကိုထပ်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်အထက်မှာရှမ်ပိန်အတွက်ကူလာလေးပါရှမ်ပိန်လေးထည့်တာကားစီးပဲရှေ့ကရေမောင်းကမောင်းပဲနောက်မှာရှမ်ပိန်လေးထုတ်နေအောင်ပေါက်အာအဲ့လိုအချိန်လေးမျိုးလေးကိုဖန်ပြီးကျင်တာနော်အရန်အရန်တော့ဖန်ပြီးလို့မရအောင်ဘာကြောင့်လဲဆိုတော့ luxury car ဖြစ်တဲ့အတွက်ဈေးကလည်းမပေါနေဘူးလုံးဝဈေးကလည်းကိတ်ပါတယ်အဲ့ဒီအချိန်လေးမှာရှိတယ်ပြီးရင်ဒီကားထဲမှာကရှေ့က infotainment screen တွေပါတယ်အကုန်လုံးပါတဲ့အပြင်ကိုနောက်မှာလည်း screen ၃ခုပါအဲ့ screen ၃ခုကဒီမှာတစ်ခုရှိမယ် ကျွန်တော်ရှေ့တဲတဲမှာတခုရှိမယ်ဒီအလဲကောင်မှာတခုရှိမယ်ဒီအလဲကောင်ကတော့ပွင့်လင်းပြောတော့ဒါကတော့ tablet ပဲအဲ့ tablet ကထုတ်လို့လဲရဒီလိုလေးထွက်လာဟာသူကတော့ Samsung tablet ကိုသုံးထားတာ Samsung tablet ကိုသုံးထားရဲဆိုပေမဲ့ဒီကားအတွက်သီးသန့်ထုတ်ထားတဲ့ tablet ပဲဖြစ်ပါတယ်ဒီ tablet လေးကလည်းအားသွင်းမဲ့ဆိုလည်းဒီထဲကိုအံဝင်ကွန်ဂျာလေးထည့်လိုက်တာနဲ့သူ့ဟာသူ့ဘေးနားအထင်းလေးဆွီးဆိုပြီးတော့ပြန်ပေါ်လာပြီးတော့တခါလဲအားလဲသွင်းတယ်တခါလဲသုံးလို့ရတယ်ဒီအနောက်ကနေပြီးတော့ infotainment screen နဲ့ air con temperature control တွေ media control တွေအကုန်လုံးကိုဒီ tablet ထဲကနေပြီးတော့သုံးလို့ရတယ် အဲ့ဒီအခြေအနေရှိတယ်ဒါကတော့ဒါနောက်ခန်းမှာထိုင်ရတဲ့အခြေအနေဖြစ်ပြီးတော့ driver seat လေးကိုသွားကြည့်အောင်ပြီးတော့စိတ်ပူရတာကတော့ဒီကနောက်မှာပဲထိုင်စည်းကြလားကဲဒီကရဲ့ရှေ့ driver seat ဘက်ကိုတော့ရောက်ပြီ driver seat ဘက်ကိုရောက်ပြီဆိုတာနဲ့ပထမအဆုံးသတိထားလိုက်မိတာဒီကက speaker တွေအများကြီးပါတယ် Harman Kardon ဖြစ်တယ်ပြီးလို့ရှိရင်ဒီကောင်ရဲ့ engine step stop လေးကျွန်တော်စမ်းကြည့်လိုက်လောက ညိမ့်အများပဲဒီကားက mileage ကိုကြည့်မယ်ဆိုလို့ရှိရင်မိုင်1000ကျော်သုံးထားတဲ့ကားဖြစ်တယ်ဒီကားမှာဗျာဒီ BMW 7 series မှာဆိုလို့ရှိရင်လုံးဝရွတ်သမျှအကုန်ပါတဲ့ကားစီးဖြစ်ပြီးတော့တကယ်လုံးဝကျွန်တော်အကြိုက်ဆုံးအချက်တွေပြောဖို့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကားမှာ adaptive တွေအကုန်လုံးဖြစ်တယ်ကျွန်တော်ပုံမှန်သိနေကြဆိုရင် adaptive cruise control ဒါလူတိုင်းသိတယ် နော် cruise control မှာရှေ့ကကားကနေပြီးတော့ရှိန်လျှော့ဝိုင်းရင် light လျှော့မယ်တိုးဝိုင်းရင် light တိုးတယ်โอเคဒါ adaptive cruise control အဲ့ဒါကိုမှ तू နောက်ထပ် adaptive နောက်တစ်ခုပါတယ်အဲ့ဒါပါလဲဆိုတော့ drive mode မှာမှာ adaptive တွေပါတယ်အဲ့ဒါပါလဲဆိုတော့ eco ရယ် comfort ရယ် sport ဒီသုံးခုစလုံးမှာဘေးနားမှာ cloud ပါသီးသန့်ပါအဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင် adaptive ဖြစ်သွားတယ် comfort ဆိုလည်း comfort က adaptive ဖြစ်သွားတယ် sport ဆိုလည်း sport က adaptive ဖြစ်သွားတယ် eco ဆိုလည်း eco ကနေပြီးတော့ adaptive ဖြစ်သွားတယ် adaptive ဆိုတော့မိမိမောင်းတဲ့ပုံပုံကိုလိုက်ပြီးတော့ तू အတိုးလျှော့ engine ကိုလိုက်ပြီးတော့ကစားပေးသွားတာ ဲ့ဒါလေးကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ် adaptive တစ်ခုကိုပြောပါဆိုလို့ရှိရင် air suspension ပါတယ်ဒီကားက air suspension ကိုပါတော့ adaptive ရဆိုလိုချင်တာကလမ်းမကောင်းတဲ့နေရာတွေပိုင်းမှာမောင်းမယ်ဆိုလို့ရှိရင်ဒီကားကပို့ပြီးတော့ညင်ညင်ညောင်းရှိတယ် ထိုင်စီရတဲ့လူတို့ပေါ့မောင်းတဲ့လူကတော့ဂီဥဆိုင်ပြီးမောင်းနေရဖြစ်တယ်တော့တိတ်ပြီးတော့ခံစားမိမှာမဟုတ်ဘူးနောက်မှထိုင်စီရတဲ့လူတွေဘေးမှာထိုင်စီရတဲ့ passenger seat ကလူတွေကတော့ adaptive air suspension ကြောင့်သူကတော်တော်တတ်တာနဲ့ကိုလူရခီးကိုကောင်းကောင်းမွန်မွန်ရောက်နိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်ဒီကားမှာ luxury ဖြစ်တဲ့ function တစ်ခုပါတယ်အဲ့ဒါဘာလဲဆိုတော့ရေမွေးဖြန်းပေးတဲ့ function လေးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအလဲမှာ cloud လေးပါတယ်အဲ့ cloud ကိုနှိမ့်လိုက်လို့ရှိရင်ကားတွေကအနံ့လေးတစ်ခုထွက်လာပါတော့ရေကိုထည့်တာရေမွေးနံထွက်လာအဲ့ရေမွေးကိုဘယ်နားမှာထည့်တာဆိုတော့ဒီ dashboard ထဲမှာဒါလေးရှိတယ် ဟွန်းဒီလိုလေးထွက်လာနော်ဒါလေးကိုထုတ်လိုက်ရဒီမှာဒါလေးမိမိကြိုက်တဲ့အနံ့ကိုဝယ်ပြီးတော့ထည့်ထားလို့ရတယ်အပြင်မှာဒီမှာတိုင်နေလျှောက်ထိုးတာတို့ဒီအပေါ်မှာတင်တာတို့လုံးဆရာမလို့လုံးဝ luxury ဖြစ်တဲ့ကားစီးဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့ဒီမှာ origin နဲ့ရေမွေးဘူးလေးသူ့ရဲ့ရေမွေးဘူးလေးကို dashboard ထဲမှာထည့်လိုက်ရုံပဲထည့်ပြီးတော့ဒါလေးကိုပြန်ပိတ်လိုက်ရုံပဲဟောဘလောက်မိုက်နောက်တစ်ခုကိုပြောပါဆိုလို့ရှိရင်ဒီကားက remote နဲ့ဆက်နိုးလို့ရတယ်လို့ကားပါကင်ထဲမှာကြက်နေတယ်ဆိုလို့ရှိရင် ရမုတ်နဲ့ပဲကားကိုအရှိကိုတိုးပြီးတော့ထုတ်လိုက်လို့ရစမ်းကြည့်အောင်โอเค BMW မှာဒီတော့လေးတစ်လုံးပါတယ်သူတော့အနေနဲ့ကားကိုဆက်နှိုးလို့ရတယ်ဒီ parking တွေကနေပြီးတော့အရှိကိုဆွဲထုတ်လို့ရအဲ့တော့ကျွန်တော်တို့အရင်ဆက်ပြီးတော့ဆက်လေးနှိုးကြည့်အောင် engine start အင်းရဆက်နိုးပါပြီ။ तू ကကားနဲ့ဒီ remote နဲ့ရတော့ तू ကလမ်းပြီး connect တွေပါလေလမ်းလောက်ရတယ်လုတ်ပြီးွားပြီဆိုလို့ရှိရင်အခုကားဆက်နိုးလို့ရပြီ။ကားဆက်နိုးရုံနဲ့အားမရသေးဘူး။ကျွန်တော်ကားကို remote နဲ့အရှိကိုတိုးကြည့်ပါမယ်။ ။သူကလိုအပ်လို့ရှိရင်ဘေးဟိုပါရှောင်သွား CRI လဲသွားတာ။ Okay အဲအရှိန်မှာတစ်ခုခုရှိလို့ဆိုပြီးတော့သူကရက်သွားတာ။ Okay ကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ကြိုးစားကြည့်လိုက်မယ်။ဒီတစ်ခါတော့ကားကိုကိုယ်တိုင်မောင်းမကြည့်တော့ဘူးဗျာ။ကားပါကင်ထဲကနေထွက်တာကို remote လေးနဲ့ပဲဆမ်းပြီးတော့ထွက်ကြည့်လိုက်တော့မယ်။ Okay ဆက်တော့မထွက်တော့ဘူး။ဆက်ထွက်လို့ရှိရင်အပြင်မှာမိုးရွာနေတော့ကားပြန်တုံနေရမှာဆိုလို့နောက်ထဲပြန်ထည့်ကြည့်လိုက်မယ်။ โอเค ตัวอนาคตแท้เปลี่ยนแท้ตาတော့ CR นี่มาก่วยပြီးတော့เปลี่ยนไม่แท้တော့အဲ့ဒီအခြေအနေလေးမှာရှိတယ်အဲ့တော့ဒီ BMW 7 series ကိုစိတ်ဝင်စားလို့ဆက်ဆက်ဆုံးသမ်းမေးမြန်းခြင်းနဲ့ဆိုလို့ရှိရင် Bobby's Car Sales and Service Center ရဲ့ Facebook page မှာလည်းမေးလို့ရတယ်လို့ကျွန်တော်အောက်မှာပြထားတယ်ဖုန်းနံပါတ်ကိုလည်းဆက်ဆက်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ဒီကားက BMW 7 series ဆိုတဲ့အတိုင်းပဲဒီကားရဲ့ဈေးနှုန်းကလည်းခုနှစ်ထိပ်စီးလို့ကျွန်တော်သိထားတယ်အဲ့ဒီတော့ဘယ်ကားဖြစ်ဖြစ်ဘယ်မောင်းကားကောင်းကားသန့်နေဆိုလို့ရှိရင် Bobby's Car Sales and Service Center မှာလာပြီးတော့ဝယ်လဲရတယ်ရောင်းလဲရတယ် trade in လဲလုပ်လို့ရပါတယ်ကြိုက်တာလုပ်လို့ရတယ်အဲ့ဒီအပြင်ကားဝယ်မယ်ဆိုလို့ရှိရင်လက်ငင်းပဲဝယ်ဝယ်အရေးကြပဲဝယ်ဝယ်ဈေးနှုန်းက တူတူပါပဲအရေးကြမှုလို့ဇင်းတို့ပို့တင်ထားခြင်းလုံးဝမရှိပါဘူးစီးသွားအောင်ဒီပြန်လို့ဆန်တဲ့ airline ဆိုလို့ရှိရင်ဘာလို့ဆန်တဲ့ဂျီရော